စကားဆွမ်းအားဟောပြောပွဲတစ်ခုမှာအကောင်းမြင်တတ်တာနဲ့စကားလုံးတွေရဲ့ဆွမ်းအားအကြောင်းကိုဟောပြောသူက ပြောပြနေတဲ့ပြိသက်ထဲကတယောက်က ဟောပြောသူကိုလက်မြောက်ပြပြီးသူကသဘောမတူနိုင်ဘူးလို့ဆိုတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ကကံကောင်းစေတည်းကံကောင်းစေတည်းကံကောင်းစေတည်းရွတ်ဆိုနေလို့လေဘဝက ဘာမှတိုးတက်လာမှာမဟုတ်ပါဘူးဒီလိုပဲကန်ဆိုးလိုက်တာကန်ဆိုးလိုက်တာညီးတွားနေလို့လဲပိုဆိုးမသွားပါဘူးစကလုံးတွေဟာစကလုံးတွေသာပါပဲဘာဆွမ်းအားဘာတကိုးမှမရှိပါဘူးလို့ပြောလိုက်တယ်ဟောပြောနေသူကချက်ချင်းတုံ့ပြန်တယ်ခမရပါဇက်ပိတ်ထားစမ်းခမရအယူပဲဒီအကြောင်းခမရနားမလဲပါဘူးလို့ပြောတယ်ဟောပြောဝဲလာတဲ့ပြိတ္တက်က ကြက်တီတီသွားတယ်။စကလုံးတွေကိုမယုံကြည်ဘူးလို့ပြောမိတဲ့ပရိသတ်ထဲကလူဟာမျက်နှာရဲ့အတွက်လာပြီးပါဇက်ကလည်းမေးမေးခွေးမာသားတုံ့ပြန်ပြောမိတယ်။ဟောပြောတဲ့ပုဂ္ဂိုလ်ကသူ့လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးကျေးဇူးပြုပြီးကျွန်တော်ကိုခွင့်လွှတ်ပါခမ ्या ။ခမ ्या ကိုစိတ်အနှောက်အယှက်ဖြစ်ပါစေလို့တော့ကျွန်တော်မရည်ရွယ်ခဲ့ပါဘူး။ဖြူစင်ရိုးသားစွာ ကျွန်တော်တောင်းပန်စကားပြောကြတာကိုလက်ခံပေးပါခမညာလို့ပြောတယ်။ဟောပြောဝဲလာတဲ့ပြိသက်လဲတိတ်ဆိတ်ငြိမ်သက်သွားတယ်။တချို့သူတွေကတော့ပွားစီပွားစီပြောတဲ့ထွက်လာတယ်။တချို့ကတော့သူတို့စီးလာတဲ့ဖနက်နဲ့ကျန်းကိုတရှက်ရှက်တိုက်တယ်။ဟောပြောတဲ့ပုဂ္ဂိုလ်ကသူပြောနေတဲ့စကားစကိုပြန်ကောက်တယ်။ဒါဟာခမညာမေးလိုက်တဲ့မေးခွန်းအတွက် အဖြေပဲ။စကလုံးအချို့ကခမညာကို ဒေါသတိတ်ထွက်အောင်လုပ်နိုင်တယ်။စကလုံးအချို့ကတော့ခမရရဲ့စိတ်ကိုအေးချမ်းစေနိုင်တယ်။အခုလောက်ဆိုရင်တော့စကလုံးတွေရဲ့စွမ်းအားကိုခမရနားလေလက်ခံနိုင်လောက်ပြီမဟုတ်လားလို့ပြောတဲ့။ဒါကြောင့်နှုတ်ကြောင့်သေးလက်ကြောင့်ကြီးစကားရာပြားတကားတို့ချိုကြစေလို့ပညာရှိသူတော်ကောင်းတွေကတတိပေးထားခဲ့တာပေါ့။